င်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်းမ DBPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါမြန်မာပြည်သူလူထုရဲ့တော်လှန်ရေးကသာအောင်ပွဲခံပါလိမ့်မယ်လို့ဆူရင် တက်ကြွလှုပ်ရှားသူဂရီတာသွန်ဘက်ကဆိုပါတယ်နိုဘယ်ဆုပေးရင်ဂုတ်သိက္ခာကြီးမားဆုံးအဆုအဖြစ်တည်ကြတဲ့ The Right Livelihood Awards ချီးမြှင့်ပွဲအခမ်းအနားကိုဒီဇင်ဘာလ3ရက် Stockholm အချိန်ညနေခင်းမှာကျင်းပခဲ့တာဖြစ်ပြီး Justice for Myanmar ရရှိခဲ့တဲ့နိုင်ငံတကာအထင်ကရစုအတွက်စူရင်တက်ကြလှှရှားသူ Greta Thunberg က ကိုစားစုလက်ခံမိခုံကိုဖတ်ကြားပေးရင်အခုလိုပြောဆိုခဲ့တာပါ။ဒါပြင်စစ်တပ်နဲ့စစ်တပ်အပေါင်းပါခရိုနီတွေစီကငွေကြေးရင်းနှီးမြှုပ်နှံမှုတွေကိုပြန်လည်ထုတ်ယူကြဖို့ကုမ္ပဏီတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေကိုလည်းဂရီတာသွန်ဘက်ကတောင်းဆိုခဲ့သလိုဒီကြံရပါပတ်သက်မှုကိုအဆုံးသတ်ပြီးရက်ဆက်ကြမ်းကြမ်းမှုတွေအတွက်ငွေကြေးထောက်ပံ့မှုတွေမပြုလုပ်ကြပါနဲ့လို့လည်းတောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ယုံကန့်တော်လှန်မှုဟာတရားမျှတမှုနဲ့လူသားကိုယ်သိက္ခာတို့အတွက်ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲရဲ့စိတ်ပိုင်းမင်ဖြစ်ကြောင်းကို The Right Livelihood Award ကထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်သလိုဒီစုကိုမြန်မာပြည်သူတို့ပိုင်ဆိုင်ပါတယ်လို့လည်းဆိုပါတယ် အခုလိုဂုံပြူမှုဟာကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်တွေကိုပုံမခိုင်မာစေမှာဖြစ်ပြီးစစ်အုပ်စုနဲ့သူတို့ကိုအားပေးကူညီသူတွေထံရှင်းလင်းပြသတဲ့သတင်းစကားတရပါလိုက်တာလည်းဖြစ်သလိုကဘာကြီးကစောင့်ကြည့်နေပါတယ်လို့လည်းသတိပေးစကားဆိုခဲ့ပါတယ်မြန်မာပြည်သူလူထုရဲ့တွန်လှန်ရေးကသာအောင်ပွဲခံပါလိမ့်မယ်လို့ပြောဆိုပြီးသူရဲ့ဆုလက်ခံမိခွန်းကိုအဆုံးသတ်ခဲ့ပါတယ်ရှင်။ အမှုပညာဖြစ်လက်ကံကူအမည်ရှိမက်တော်စေကံရမုံငွေပကြီးအမှုပညာပြပွဲကိုမဲဆောင်မြို့မက်တော်စေကံပကြီးခမဆောင်မှာဒီဇင်ဘာလ၁ရက်ကနေ၄ရက်နေ့ထိ၄ရက်ကြာပြုလုပ်နေပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါမက်တော်စေကံကိုဖွင့်လှစ်ခဲ့တဲ့36နှစ်တာအတွင်းလှူဒန်းထားခဲ့တဲ့ပကြီးကားတွေကို ပြသရောင်းချနေတာဖြစ်ပါတယ်။ ဒီနေ့ကတော့ဒီကျမတို့မက်တော်စေခန်းမှာပေါ့နော်36နှစ်တာခီးတခြားလုံးမှာလာပြီးတော့လှူထားတဲ့ပကြီအမှုပညာရှင်တွေရဲ့ပကြီကားချက်တွေကိုပေါ့နော်ကျမတို့ရဲ့ဒီမက်တော်စေခန်းရဲ့ရံပုံငွေအဖြစ်နဲ့ပေါ့နော်ဒီအမှုပညာဖြစ်လက်ကမ်းဟူဆိုတဲ့ဒီရံပုံငွေရှာဖွေရေးနဲ့ကျမတို့ကဒီပွဲလေးကိုလှုပ်ဆောင်ပေးလိုက်တာဖြစ်တယ်ပေါ့နော်ပကြီကားတစ်ချက်ကို အမေရိကန်ဒေါ်လာ200ကနေဒေါ်လာ3000အထိ ရောင်စီတက်မှတ်ထားပြီးမဲတော်စည်းကမ်းလူနာတွေ၊နေဆက်ရွှေပြောင်းလူနာတွေနဲ့ရွှေပြောင်းကလေးငယ်တွေရဲ့ပညာရေးတွေအတွက်အသုံးပြုသွားမှာဖြစ်ပါတယ်။အဲဒီပကြီပြပွဲလေးကိုပေါ့နော်ဒီအဲလာရောက်ပြီးတော့ဝယ်ယူအားပေးဖို့ကျမအနေနဲ့လည်းဖိတ်ခေါ်ရှင်နေပေါ့နော်။အဲဒီထဲမှာဆိုရင်ဒီ ရောင်းတဲ့ပကြီကားချက်လည်းရှိတယ်တချို့ပကြီကားချက်တွေကလည်းမရောင်းတဲ့ဟာရှိတယ်ပေါ့နော်ဒီရောင်းတဲ့ပကြီကားချက်တွေဆိုလို့ရှိရင်လည်းဒီရောင်းလို့ရတဲ့ရံပုံငွေတွေကိုကျမတို့ကတကယ်ပဲဒီလိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမယ်ဆိုတာကိုလည်းဟိုအတိပေးရှင်းတယ်ပေါ့နော်ဒါကြောင့်မလို့လာရောက်လည်းပက်ရင်းနဲ့ဒီပကြီခတ်မတဲ့ကိုလာရောက်လည်းပက်ရင်းတီးရှုပေးဖို့နဲ့ဝယ်ယူအားပေးဖို့ပေါ့နော်ကိုယ့်ရဲ့အတိမိတ်ဆွေတွေကိုလည်းအဲလက်ကလက်လက်စင်ကံပေးဖို့ပေါ့နော်အဲ့ဒါလေးလည်းပြောရှင်းပါတယ်ရှင်ဟုတ်ပြီပြီးတော့ပေါ့နော်ကျွန်တော်တို့ ရတယ်ခလေလို့ရတယ်သိယူလို့ရတယ်เนาะထက်လက်ပြီးတော့လည်းဒါဆင့်ပွားလို့ရတယ်လို့ကျွန်မတို့ကြည့်ပါတယ်เนาะကြောင့်ဒီနေ့အစည်းအဝေးကိုပဲဆက်ပြီးတော့ကျွန်မတို့ရှင်းဆက်ပြီးတော့တက်တက်ပို့တော့ဒီဘက်မှာတော့ကျွန်တော်ရဲ့ပကြီကားတွေတော့မပါဘူးခင်ဗျဒါပေမဲ့ပါတဲ့ပကြီကားတွေကကြတော့တကယ်အဲတက်ကြွလှုပ်ရှားသူတွေရဲ့ပကြီကားတွေပါတယ်ပြီးလို့ရှိရင်တကယ်နိုင်ငံတောင်ကိုတည်တဲ့သူတွေရဲ့ပကြီကားတွေပါတယ်ဗောနော်ဘယ်လောက်ထိ ကောင်းယူစရာကောင်းလဲဆိုတော့တော်လိုင်းရဲ့တမိုင်တွေမှာဒီအမှုပညာရှင်တွေရဲ့တွန်းအားကကဘောနော်တမားရဲ့လှေကလေးတစ်ခုအဖြစ်နဲ့မြင်တဲ့အတွက်ကြောင့်လုံအောင်ကောင်းယူစရာကောင်းပါတယ်ခင်ဗျာ။မေတော်စည်းခမ်းရဲ့ရင်းရှင်တီတက်ဖို့နေဆက်ဒေတာတစ်ချောင်းရရှိခံကြမှာရေပညာရေးနှင့်အကာအကွယ်ပေးရေးတို့အတွက်ထောက်ပံ့ပေးနေတဲ့လုပ်ငန်းရှင်တွေမှာကျမတို့တရားရခံလို့ပြန်လဲအကုန်ပြသွားမှာဖြစ်ပါလိမ့်ရှင်။အဓိကတော့ ဒီလိုပွဲမျိုးပေါ့နော်အဓိကဒီမဲ့တော့စေကမ်းမှာလှုပ်တဲ့ပွဲဖြစ်တဲ့အတွက်ပုံပြီးပျော်ရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဘက်ဒီကျွန်တော်ကတော့ဒီခံစားမှုနားမလည်ဘူး။ဒီစေကမ်းကကျွန်တော်တို့ဘဝရဲ့တန်ဖိုးရှိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီစေကမ်းနေစေယုံနေဒီ time မှာတော့ပြရင်ကျွန်တော်တို့ငွေမတက်နိုင်ဘူးနော်ဒီမှာဆိုရင်အာလို့ဒုက္ခရောက်တဲ့သူအကုန်လုံးအဆင်ဒါတော့ဆမကြီးတို့လှုပ်တဲ့ပွဲကို ကျွန်တော်ပါဝင်ခွင့်ရတာကိုပဲတော်တော်ပြောနေပါပြီဘက်တော်စီကန်းကပကြီးပြပွဲကိုမနေ့စင်နာရီကနေညနေ9နာရီအထိ နေ့စဉ်ဒီဇင်ဘာလ4ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါဒီအမှုပညာရှင်တွေကနေပြီးတော့လာရောက် ဆူရထားတဲ့ဒီကားချက်တွေလည်းဖြစ်ပါလိမ့်ရှင်။မန္တလေးတိုင်းတောင်သာမြို့နယ်တွေကပဲကင်းကျော်ကျေးရွာထဲကိုဒီဇင်ဘာလ2ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံတွေဝင်ရောက်မိရှို့ဖျက်ဆီးခဲ့တာကြောင့်လူနေအိမ်80နီးပါးမိလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ ထွက်ပြေးသွားကြတဲ့ပဲကင်းကျော်ကျေးရွာရွာကန်တွေကတော့ဒီဇင်ဘာလ3ရက်နေ့လယ်ပိုင်းမှကျေးရွာအတွင်ပြန်လည်ဝင်ရောက်ခဲ့ကြလို့ကျေးရွာအတွင်ကလူနေအိမ်သုံးဖို့တပုံလောက်မိလောက်ပျက်စီးခဲ့တာဖြစ်ပြီးမိဘသစ်ပြည်သူတွေအတွက်နေထိုင်စရာအဆောက်အုံတွေနဲ့စားနပ်ရိက္ခာစေဝါတွေအရေးပေါ်လိုအပ်နေတယ်လို့လည်းသူကဆက်ပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေမိရှို့ဖျက်ဆီးသွားခဲ့ကြတဲ့အဲ့ဒီပဲကင်းကျော်ကျေးရွာဟာလူနေအိမ်200ကျော်ရှိပြီးလူဦးရေ600နီးပါးနေထိုင်နေတဲ့ကျေးရွာတွေအားဖြစ်တယ်လို့လည်းဆိုပါတယ် အနာသိန်းစစ်ကောင်စီတပ်ဟာတောင်သာကျေးရွာအတွင်းကကျေးရွာတွေကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲရုတ်တရက်အကြောင်းမဲ့ဝင်ရောက်ကလူနေအိမ်တွေကိုရရွက်ချက်ရှိရှိမိရှုဖြစ်စီတာတွေပြုလုပ်နေတာကြောင့်ပြည်သူတွေဘက်ကလည်းသတိနဲ့သွာလာနေထိုင်ကြဖို့တိုက်တွန်းထားတယ်လို့လည်းသူကဆက်ပြောပါတယ် စစ်ကောင်စီတပ်ဟာတောင်တာမြို့နယ်ထဲကိုမကြာခဏစစ်ကြောင်းထိုးဝင်ရောက်တာတွေပြုလုပ်နေသလိုပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကလည်းတောင်တာမြို့နယ်ညောင်တူကျေးရွာကိုစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးပြီးမိရှို့ဖျက်ဆီးခဲ့ကြသေးလို့လူနေအိမ်60နီးပါးမိလောင်ပျက်စီးခဲ့တယ်လို့တပ်တော်ကြီးဆရာတော်တပါးလည်းမိလောင်ပြီးပြန်လည်တော်မူခဲ့ရပါသေးတယ်ရှင်ဒီပီပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆမ်းမကျေးဇူးတင်ပါတယ်ရှင်